2025ခုနှစ်မေလ3ရက်စနေနေ့မနက်စောစောပြကွန်နညီဖျားခင်တာတောက်လိုက်ကျွန်တော်တင်ပြခန်းစားပြီးတင်တာကလာတော့လာချင်းလဲမဲ့ခွေရဲ့အတွက်ပြစ်စင်ပေးတဲ့ဖျားရှင်တော်မှာပုံကြည့်ပါစီတော့ကာလချင်းရွေးနှောင်းရမယ်ဆိုရင်နှစ်စာနေဒီပတ်ဝင်ကျွန်တော်ကကျွန်မတယောက်ချင်းသက်သက်ရှိခဲ့တာ1 2 323ရက်ရှိခဲ့ဖြစ်ပါတယ်ကောလုံးကတဲ့123ရက်ဘလို့သုံးပြုခဲ့လဲပြန်ပြောင်းဆက်စီအောင်မနက်ဖြန်နေစာပဲနှစ်ကုန်တီချန်ရှိသေးတာတော့140နှစ်ချန်ပါသေးတယ် ကျန်ရှိသေးတဲ့142ရက်ကိုလည်းကာလချွန်ကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းဘုလုံးကရှေးဥစွာတိုက်တော်လို့ဆိုပါစေဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့54ခုမြောက်သောစာလံအပိုင်ငယ်၄ဖြစ်ပါတယ်ကြည့်ရှုတော့ဖျားသခင်သည်ငါ့ကိုကူမတော်မူ၏ငါ့တက်ကိုထောက်ပင်တော်သူတို့တွင်သာရဖျားရှိတော်မူ၏ ဖာကျော်နှုတ်ကတော့အသက်ရှင်တဲ့စကားတော်ဖြစ်တဲ့ကြောင့်တော်ဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစီတော့အာမင်50လိကမြောက်ဆန်လန်ကဒါဝိဆတ်ဆုခဲ့တာဖြစ်ပါတယ်ရှောလူရှိကိုဇိဖာသားတွေကသွားပြီးတော့ဒါဝိကကျွန်တော်တို့ကြားထဲမှာပုံနေတယ်ကျွန်တော်ဒေတာအရာမှာပုံနေတယ်ပုတ်ဖူးလားလို့ပြောတဲ့ချိန်သူဆက်ဆိုရရာဖြစ်ပါတယ်အဲ့ဒါဝိကတော့ဘုရားသခင်ဘုံမှာစိတ်ချမှုပြီးနေတယ် ဘာပြောလဲကြည့်ရှုတော့ဘုရားခင်ကငါကိုကူမာတယ်ဘုရားခင်ကူမာခြင်းဟာသူ့ဘက်မှာရှိနေတယ်လို့ဒါဝိရဲ့စိတ်ချမှုနဲ့ပြောတာဖြစ်ပါတယ်ဒါနေမဲ့လားမသိပါဘူးသူ့အသက်ကိုကိုညီမစာထောက်ပင်နေသူတွေမှလည်းထာဝရဘုရားရှိတော်မူတယ်သူ့ကိုကိုညီမစာရဲ့သူတွေပေါ့လေကြောင့်ဒီနေ့ဒါဝိရဲ့ဘဝတတ္တာ ဒီ90လူမျိုးဆက်လက်ဆက်နေတဲ့ချိန်မှာမလွတ်မြောက်သေးပါဘူးရှောလူလက်ခံနဲ့မလွတ်သေးပါဘူးဒါမှစိတ်ချမှုနဲ့သူယုံကြည်ခြင်းပေါ်ရက်တည်ပြီးတော့ချီးမွမ်းထောပနာပြုနေတာတခြင်းဆိုနေတာဖြစ်ပါတယ်ဒီကျော်ရဲ့အလှည့်ဖြစ်ပါတယ်ကျွန်တော်ကဒါဝိကျဲသူအချင်းကြက်တဲ့ရောက်တဲ့ချိန်မှာဘလို့တုတ်ပြန်လဲပြီးကြတဲ့တခင်မရနေရပြောကြတဲ့အတိုင်းချီမကင်ပြီးလက်မကင်ပြီးချီနေရောက်လာတဲ့ခါမှာငြင်းဥစွာနေပို့တော့တကယ်ရှိရလား ဒီနေ့ပြတော့နှစ်ကွက်တော်ရက်တည်ပြီးတော့ဟလာတုံတချက်ပြီးကျင်တာအကြံပြီးကျင်တာပေါ့လေအဲ့လိုမျိုးကျွန်တော်ဘဝတက်မှာတွေ့ကျင်ွားတဲ့ဘဝတိုက်ပွဲတွေဆံမွေးပွဲတွေအချင်းကြတဲ့ရောက်တဲ့ချိန်မှာတခြင်းဆိုကြည့်ပါလားကျွတ်ခြင်းမဆိုနိုင်ဘူးလို့ပြောတယ်မဟုတ်တခြင်းဆိုကြည့်ပါလားဝိညာဉ်ဟာဟလာ spiritual sounds လို့ခေါ်တဲ့တော့ဓမ္မတခြင်းတွေဆန္ဒတခြင်းတွေကျွန်တော်မှတခြင်းတွေအများကြီးရှိပါတယ်အဲ့ဒီခြင်းတွေဆိုကြည့်ပါလားဆိုကြည့်ရင် တေချာရဲခုတော့အနည်းဆုံးတော့စိတ်ပေါ်ပါသွားတယ်ဟာလေလုယာဟောဘုရားခင်ရဲ့ကူမာခြင်းတွေဘုရားခင်ရဲ့တုံသင်ခြင်းတွေဘုရားခင်ရဲ့လက်ပြခြင်းတွေကျွန်တော်တတ်တာမှာခံစားရရှိတော်မှာဖြစ်ပါတယ်ဒါတိချက်တော်ညှို့မှာပါတော့ဘုရားခင်ကူမာတော်မူမယ်လို့ဒါဝိပြောတဲ့ချိန်မှာကိစ္စဝဝမပြီးမြောက်သေးဘူးเนาะဆိုတော့ရှောက်လူလက်ကနေလွတ်မမြောက်သေးဘူးလွတ်မြောက်ခြင်းမရှိသေးဘူးเนาะဒါမဲ့ဒါဝိကယုံကြည်ခြင်းအပြင်ချီးမွမ်းတယ်ဒီတိကျွန်တော်ရဲ့အသက်ဖြစ်ပါတယ် ျွန်တော်ကဒီလိုမျိုးတွေ့ကြုံရင်ဆိုင်ရခါမှာဘယ်လိုမျိုးဝါလာခြင်းလဲကြမလဲညင်းဥစွာနေလို့ငါမူကားထော်ရဖျားဖြစ်တယ်ဆိုတော့46မေဆလာပိုက်ငယ်30ပေါ်မှာယက်တီပြီးတော့ကျင်လည်နေစဲလားကျင်လည်လက်တက်လားကျင်လည်အုံးမလားဒါဟုကျွန်တော်တက်တာမှာဆန်းစစ်စဉ်းစားဖို့လို့ကထပ်ဆင်ပြီးဒီနေ့ဖော်ပြလိုပါတယ်ကျော်ရဲနှုတ်ကတော်နဲ့ဝင်ငါကြဖြင့်ရောက်တဲ့မှာဖျားခင်သည်အတိတ်တဖန်ပြန်လဲကောင်းကြည့်ပြပါစီတော့ဆုတောင်းနေကြပါစို့ ိတ္တမရှင်ဖဖျားစိဖသားတွေဟာရှော်လို့ရှိမှာသွားပြီးတော့တာဝိယသူ့ထဲမှာပုံဆောင်နေတယ်ပြောတဲ့ခါဆက်ဆိုတဲ့ဆက်လံဖြစ်ပါတယ်ကိုရောဟာတာဝိကိုကူမတဲ့အရှင်ဖြစ်ပါတယ်တာဝိသက်ကိုထောက်ပံ့တဲ့သူတွေထဲမှာလည်းကိုရောချင်းအထူးရှိနေပါတယ်ကြောက်ဒီသားတို့ဘဝတက်တာမှာလည်းတွေ့ကြုံရတဲ့ဘဝတိုက်ပွဲတွေစံမွေးပွဲတွေဆောနော့ရှိရှိကြားထဲမှာကိုရောရှင်ကူမတယ်ဆိုတဲ့တာဝိရဲ့စိတ်ချမှုကို အသက်မှာရရှိခံစားဖို့လို့ငါဒီနှစ်ကွက်တရားစကားပေါ်မှာအလင်းပေးခြင်းပဲ့ပြင်းခြင်းတုံသိင်းကြည့်စမြောက်ပြုပြီးတော့ပို့ဆောင်ကောင်းချီးပေးပါမိအကြောင်းတာမီရေကေဒိုင်းရှင်အရှင်ယေရှုဖရားနာပတော်မြေကိုပြီးပြီးပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူစုတောင်းအပ်နှံ့ကြပါရဖဖရားသခင်အာမင်ဒီတပတ်တာကာလပြီးခဲ့တခင်ဖရားနေစပြီးတော့ဒီနေ့ထိပေါ့နော်လေးရဲ့ဆလံချမ်းနဲ့ဝင်လာခဲ့ပါတယ်အဲ့တော့ပြီးခဲ့တခင်ဖရားနေဆိုတော့ ဧပြီ20ခုဧပြီ29နောက်ပြီးတော့မေလ1ရက်ဒီနေ့မေလ3ရက်ပေါ့လေဆလာကျန်းနဲ့ဒီချိန်စစ်စာခဲ့ပါတယ်ပြီးခဲ့တဲ့လနေ့28ရက်နောက်ပြီးတော့ပုံထူးနေ့လာဧပြီ30လာကုန်နေနေပေါ့နော်နောက်ပြီးတော့မေလ2ရက်မနေ့ရတော့မာကုကနေ3ချိန်စစ်စာပါတယ်ကျွန်တော်မြင်တဲ့အကြံပေးချင်တာကတော့ပေးတဲ့ပိစာလေးရှိတယ်မာကုဆိုမာကုကြီးပဲပြန်နှောက်ကြည့်ရဆာလန်ဆိုဆာလန်ကြီးပဲ ြန်နာတော့ကြည်အောင်အဲ့ဒီတွေကိုသက်တာအတွက်ဖျားခင်တုံတင်တဲ့ຢာတွေဖျားခင်လက်ပြတဲ့ຢာတွေရရှိခံစားရအောင်လို့ကျွန်တော်တိုက်တွန်းလို့ဆိုရင်ဒီကျွန်တော်ပြုလိုပါတယ်။နောက် public မှာ share လို့ share ပြီးအပုရပြမှာ share ပါဝင်ပေးပါအောင်လို့ထပ်ဆင်ပြီးတောင်းဆိုလိုပါတယ်။ရောက်တဲ့ပုံမှာဖျားခင်ဒီကြီးမာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလက်ပြတော့ပူပါစီတော့။အာမင်။